အာနန္ဒာဖျားကိုခရဲနဲ့1090ပြည့်နှစ်မှာတည်ထားခဲ့တာဖြစ်ကဖျားဒါယကာကတော့ပကံပြည့်ရှင်ကျန်စတားမင်းကြီးပဲဖြစ်ပါတယ်။ကျန်စတားမင်းကြီးလက်ထက်မှာဟိမဝနာကနန္ဒမူလှိုင်ကူမှာတရင်သုံးစံပြောနေကြတဲ့ယဟန္တာအရှင်သူမြတ်တွေပကံပြည့်ကိုကြွလာကြတယ်လို့ဆိုပါတယ်။ အဲဒီနောက်ကျန်စက်သားမင်းကြီးရဲ့အဖူးမြော်ခံယူတဲ့အချိန်မှာရဟန္တာအရှင်သူမြတ်တွေကသူတို့တရင်တုံးနဲ့ဟိမဝေနာကနန္ဒမူလှိုင်ကိုကြီးရဲ့လှပတင့်တဲ့ပုံတွေကိုပြောပြတော်မူကြပါရယ်ရဟန္တာရဲ့ဇကားကိုကြားသိရတဲ့ကျန်စက်မင်းကြီးဟာဆိုတော့နန္ဒမူလှိုင်ကိုကိုသဘောကျကြေးကြားသွားခဲ့ပြီးအမြဲတမ်းလိုလိုဒီလှိုင်ကိုကြီးကိုပဲစိတ်ထဲမှာဆွဲနေပါတော့တယ်အချိန်ရှိနေသည်ဖြင့်နန္ဒမူလှိုင်ကူကြီးကိုကြံစင်မင်းကြီးကသူ့စိတ်ထဲမှာပုံဖော်နေခဲ့ပါတယ် အဲဒီနောက်မှာတော့ကျန်စင်မင်းကြီးဟာတရာစိတ်တွေရိုးဖိတ်လာတာကတကြောင်နန်းနမူလှိုင်ကူကြီးလိုမျိုးဂူကြီးတစ်ခုကိုသူ့အုပ်စိုးရာပကံပြည်ကြီးမှာထားရှိစည်းကြနာကတကြောင်တို့ကြောင့်မူကြီးမယာရီမင်းစရာတော်တွေနဲ့တိုင်မင်းကနန်းနမူလှိုင်ကူကြီးနဲ့ပုံစံတူတဲ့ဂူဖျားတစုကိုတီထားကိုးခွေဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ အဲနောက်ကျန်စဲမင်းကြီးကပကံပြည်ရအတော်ဆုံးသောဘိသူကပညာရှင်တွေနဲ့ဆောက်လုပ်ရေးပညာရှင်တွေကိုခေါ်ယူကာတွေ့ဆုံပြီးယဟန္နာအရှင်သူမြတ်တွေပြောကြားတော်မူခဲ့တဲ့အတိုင်းအသေးစိတ်ပြန်လည်မိန့်ကြားခဲ့ပြီးအာနန္ဒာဖျားကိုတီးစီခဲ့ပါရယ်ကျန်စသားမင်းကြီးအားဆိုရင်တော့မိမိရဲ့ကောင်းမှုတော်ကိုတာသနာအနှစ်9000တီစီရင်ရည်ရွယ်တဲ့အတွက်ပကံပြည်ရဲ့ဘယ်ရဲ့ဘယ်နေရာမှာဖျားကိုတိဆောက်ရမလဲဆိုတဲ့မြေနေရာရွေးချယ်မှုကိုလေတိတ်တိတ်ချာချာစင်ကြင်တွေ့တော်ခဲ့ပါရဲ့ အဲ့ဒီအချိန်မှာတော့ကြံစင်မင်းကြီးရဲ့ဖုံးကန်တဲ့ကုသိုလ်စိတ်အဟုန်ကြီးမားနေမှုတွေကြောင့်တကြမင်းရဲ့ဓာတုကပလာမြတ်ကျောက်ဖြာကြီးဟာတင်းပြီးတော့ပူလာခဲ့ပါတယ်။တကြမင်းကကျောက်ဖြာတင်းပြီးတော့ပူလာရခြင်းအကြောင်းတွေကိုစင်ကြင်ကြည့်တဲ့အခါမှာတော့ကြံစသားမင်းကြီးရဲ့ဖျားတယ်ဖို့မြင်နေရအရွေးရခတ်နေတာဖြစ်ရဲ့အကြောင်းတွေကိုသိရှိသွားခဲ့တာလူပြည်ကိုစဉ်သက်ပြီးကြံစသားမင်းကြီးထံဖျားတိဆောက်ရမယ့်အရက်ကိုညွှန်ပြပေးသွားခဲ့ပါတယ်။ဖျားကို အောက်ထပနာတိုင်းအထက်ထပနာတိုင်းနှစ်ခုနဲ့တည်ထားခဲ့ခြင်းဖြစ်ကအောက်ထပနာတိုင်းမှာဆိုရင်တော့ရန်နရာဆက်ထောင်ချောက်တွေကိုတည်တည်ချာချာတက်ဆင်ထားခဲ့ပါတယ်။ဖျားကြီးရဲ့ဘွဲတော်ကတော့မြတ်စွာဘုရားရှင်ရဲ့အနန္တဂုံကြီးကိုမှန်ပြီးအနန္တလိုပဲစံစဲမင်းကြီးရဘွဲမြေပေးခဲ့ပါတယ်။ဒါလို့နဲ့ခေကာလာရွေးရှားလာတဲ့အခါမူလဘွဲ့နယ်မေအနန္ဒာကနေအာနန္ဒာဆိုပြီးတော့ဖြစ်လာခဲ့တာပါအာနန္ဒာဖျားတီထားပုံကအနုပညာလက်ရာမြောင်းလွန်လာပါရဲ့ရှင် အောက်ခြေရာလေးတောင်ပုံတရံဖြစ်ကအုတ်နေရန်အထက်တွေထီးတော်ပါရှိတဲ့ဇေဒီယပင်မဖျားကြီးကိုဝန်းရံထားတာပါအာနန္ဒာဖျားကြီးဟာဆိုရင်တော့အမြင့်50မီတာရှိကမြောက်မတောင်ကိုမီတာ180အရှိမအနောက်ကို182မီတာကျဲဝင်ပါတယ်ဖျားအတွဲမှာညံတော်10မီတာနီးပါးအမြင့်ရှိတဲ့မတရက်ဆဲနုတော်လေးစုကိုထည့်သွင်းထားပါတယ် စကနွေရာစုမှာဆိုရင်တော့အာနန္ဒဇေရောကြီးဟာမိခခဲ့တာကြောင့်ပြန်လည်မုံမှန်တိဆောက်ခဲ့ရပြီးအရှိမုံနဲ့အနောက်မုံမှာရှိတဲ့ရုပ်ပွားဆင်းနုတော်တွေကိုလည်းပြန်လည်ပြုပြင်တည်ထားခဲ့ရပါတယ်1985ခုနှစ်မှာဆိုရင်တော့မြင်းငလင်တန်းကြောင့်ပြင်းထန်စွာပျက်စီးခဲ့ရပြီးအရေးချင်းကဆလို့ဆင်းဆက်မပြတ်မုန်းမှန်ထိမ့်သိမ်းလာခဲ့တာဒီကနေ့ထပ်ထီးပဲဖြစ်ပါတယ်။ ပကံမျိုးကစန္ဒယာတီပလုံသွားရောက်လဲပန်းနိုင်တာဖြစ်လို့ပကံရောက်ကြတဲ့သူတိုင်းမဖြစ်မနေသွားရောက်ဖူးမြော်တင်မှာကြောင်းဒီကနေ့ရွှေဘို channel ဗီဒီယိုလေးကနေတင်ပြပေးလိုက်ရပါတယ်ရှင်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပြီးတဲ့အတွက်ပျော်ချင်းစီတောင်ကျေးဇူးများတင်ပါတယ်ရှင်။ပြန်လည်ဆုံတွေ့ကြပါသေးတယ်။